မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ဖာကံမျိုးနဲ့လောင်းဝကျင်းရွာအနီးတိုင်ပွဲမှာစစ်တပ်ဘက်မှတင်းဆုံထိခိုက်မှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖာကံမျိုးနဲ့လောင်းဝကျင်းရွာနီးစစ်ကောင်စီတပ်တွေနဲ့ကရင်တပ်တွေအကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ဘက်မှတင်းဆုံထိခိုက်မှုများပြားနေကြောင်းကရင်သတင်းအရင်းမြစ်ကပြောကြားခဲ့ပါတယ်။ ဧပြီလ23ရက်နေ့ဧပြီလ14ရက်နေ့နဲ့ဧပြီလ15ရက်နေ့ထိအကြံဖတ်စစ်တပ်နဲ့ပူးပေါင်းဖွဲ့တွေကစစ်ကြောင်းထိုးလာပြီးကရိုင်တပ်များနဲ့တိုက်ပွဲများဇဒိုင်းဖြစ်ပွားနေခြင်းဖြစ်ပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေဇဒိုင်းလုံဆောင်နေကြောင်းသိရပါတယ်။ဧပြီလ15ရက်နေ့ကလက်ဝါတိုက်ပွဲမှာ မတာပေါ်သွားကြတဲ့စကားစအလောင်းပုံတွေရတဲ့အသေးစိတ်အချင်းတွေတော့မေးထားတော့မယ်ရွာကတော့စကားရီကမီးရှို့လိုက်တဲ့စင်ကြီးကတော့တင်းမာနေတော့မယ်လင်းရင်တွေလည်းတောက်လျှောက်လာကင်းထောင်နေတာရှိရဲ့သူတို့ဘက်ကစစ်ကြောင်းထိုးတာမရက်သေးဘူးလို့ KIA နဲ့ဆက်ဆက်တဲ့တရင်အရင်မြစ်တစ်ခုကပြောပါတယ် ဖာကံမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်တွေဘက်မှမင်းစီတပ်ပြည်သူစစ်ကပါဝင်တိုက်ခိုက်နေပြီးစစ်တပ်နဲ့ပြည်သူစစ်များထိခိုက်တိုက်စုံမှုတွေများပြားနေကြောင်းသိရပါတယ်။လဝချင်းရွာနီလီဒိုလန်တဝိုက်ကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပုံလာကျဲသွားတဲ့တောက်လျှောက်တိုက်ပွဲဖြစ်နေတာသုံးရရှိပြီးဒီမနက်လည်းတိုက်ပွဲတောက်လျှောက်ဖြစ်နေတာကာမိုင်းပြူဟာကုန်းကနေလည်းလက်နက်ကြီးတွေလှမ်းပစ်ကူနေတဲ့လဝဘက်ခြမ်းကိုမင်းစီတပ်ပြည်သူစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ကဒရုန်းနဲ့လည်းပုံလိုက်ကျဲတဲ့ခရိုင်ရှိတဲ့ဘက်ကိုဂျက်ဖိုင်တာနဲ့ပုံလိုက်ကျဲနေတဲ့လီဒိုလန်ဖာကံမြို့နယ် တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတဲ့ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာမင်းစီတန်းပြည်သူစစ်နဲ့စစ်ကောင်စီဘွဲကတိုက်ခိုက်ကြရှုံတာတွေများတယ်လို့သိရပါတယ်လို့ KIA သတင်းရှင်းမြစ်ကပြောကြားခဲ့ပါတယ်။ အကြံဖက်စစ်တပ်နဲ့ပူပေါင်းဖွဲ့တွေကလူလူလန်တဝိုင်းကိုနေမြေစိုးမိုးမှုကြိုးပမ်းနေတာဖြစ်ပြီးဖားကန်ဘက်ကိုလည်းစစ်ကြောင်းထိုးဖို့ပြင်ဆင်နေကြောင်း KIA တတင်းအရှင်မြစ်ကပြောဆိုပါရင်ဒီရက်ပိုင်းဖားကန်ဘက်ကိုဆိုရင်အင်းတော်ဤဘက်ကနေစစ်ကောင်စီနဲ့ပူပေါင်းစစ်ကြောင်းထိုးလာဖို့တိုက်ပွဲဖြစ်နေတာရှိရင်သူတို့ဘက်က၅ရောက်ကြတဲ့တနက်တွင်လည်းတိမ်မိတာရှိနေအင်းတော်ကြီးဘက်လမ်းကြောင်းဖားကန်ကတက်လာတဲ့လမ်းကြောင်းမှာနောက်တစ်ခုကမြစ်ကြီးနားလဝဖားကန်လမ်းတကျော်မှာသူတို့ကဖားကန်ကိုတက်လာအောင်စစ်ကြောင်းထိုးနေတာရှိရင်စစ်ကြောင်းနဲ့ကြောင်းသူတို့လှုံ့ရှားနေတာရှိရဲ့လို့ KIA တတင်းအရှင်မြစ်တွင်ကပြောပါရယ် ်လက်တလောမှာအကြံဖတ်စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးအင်ပြင်းလာ15ရက်နေ့မနက်09:43မိနစ်မှာလဲတတက်ဦးမှတက်လာတဲ့ Jet Fighter နဲ့ကောင်မိုင်းမျိုးလဝချင်းရွာကိုပုံများချင်းချသွားကြောင်း KIA တနင်းအရင်မြစ်တွေစီကသိရပါရယ်နောက်ထပ်တပုတ်အနေနဲ့မြိုင်နဲ့ရှီစကြိုအဆက်ရှိတောင်ဦးရွာနီးကိုတကြံအတက်နေနေလေပိုင်းမှာစစ်ကောင်စီကလီရင်နဲ့ပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းမြိုင်မြို့နယ်နဲ့ရှီစကြိုမြို့နယ်အဆက်ရှိတောင်ဦးရွာနီးကိုတကြံအတက်နေနေလေပိုင်းမှာအကြံဖက်စ ်ကောင်စီကအလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဝီလက်မြိုင်ဘွယ်မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။ AB လ16ရက်နေ့ညလေ3:30မိနစ်30ခန်းမှာမြိုင်မြို့နယ်နဲ့ရေစကြိုမြို့နယ်အဆက်ရှိတောင်းရွာနီကိုအကြမ်းဖက်စစ်တပ်ရဲ့မိထီလာလီတပ်မှဂျက်ဖိုက်တာဒစီနဲ့အလင်းကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အကြံပတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းပြည်သူများထိခိုက်မှုရှိမရှိနဲ့ပြင်ဆင်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါရယ်ဒီကနေ့နေ့လယ်3:30မိနစ်30လောက်ကမြန်မြို့နယ်နဲ့ရှေးစကြုံမြို့နယ်အဆက်ကတောင်ဦးရွာနီကိုတင်းချသွားတာလို့သိရတယ်ဂျက်ဖိုင်တာတက်စီနဲ့နှစ်ကြိမ်ပုံချင်းသွားတာထိခိုက်မှုအခြေအနေတော့မသိရသေးဘူးကျွန်တော်တို့ဆက်လက်ဆောင်စမ်းနေပါတယ်လို့ဝီလက်မြိုင်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါရယ်မြန်မာစစ်ကောင်ဆောင်ကိုစီယုံမဲ့မလင်းဝင်ကြီးချုပ်အကြံစီဘလို့ဆက်ဖြစ်လာမလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ငလင်းကြောင့်ဖြစ်ခက်ရစရင်ကိုရိုင်းထုတ် ပြန်ပြီးကိုတိုင်ချိုးပေါက်ခဲ့တဲ့စစ်ကောင်စီကောင်ဆောင်နဲ့ငင်းချင်ရေးတွေ့ဆုံဆွေးနွေးဖို့ပြစ်ခတ်ရစင်ရေးတက်တန်းတို့ဖို့အရေးတွေ့ဆုံဆွေးနွေးဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြင်ဆင်နေပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့မနက်ဖြန်တွေ့ဆုံဖို့အဓိကရည်ရွယ်ချက်ကမြင်းငလင်ကင်စင်ရေးအကူအညီပေးဖို့နဲ့အပြစ်ခတ်ရစင်ရေးဆက်လက်တက်တန်းတို့နိုင်ဖို့တိုက်တွန်းဖို့အတွက်ဖြစ်တယ်လို့အီဘီလာ၁၄ရက်နေ့လုံကအာဆီယံအလှည့်ကြောက်ကတာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်။ဒါပေမဲ့မြန်မာစစ်ကောင်ဆောင်နဲ့တွေ့ဆုံမှုဟာတင်ရဝင်တွေ့ဆုံမှုမဟုတ်ပဲလူ ူသားချင်းစာနာမှုအကူအညီပေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးဖို့အလွတ်သဘောတွေ့ဆုံမှုသာဖြစ်တယ်လို့အီဘရာဟင်ကအတည်ပြုပါရယ်မလ28ရက်အင်အားပြင်းကလင်လှုပ်ခတ်ခြင်းကလေးကဒီကနေ့ထိမြန်မာနိုင်ငံဒေသအနှံ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေနှိမ့်စင်လှုပ်ဆောင်နေပြီးဒေသခံပြည်သူဒါဇင်နဲ့ချီတင်ဆောင်ခဲ့ပါရယ်ကလေကြောင်းလူပေါင်း3900တပ်မင်းတင်ဆောင်ပြီးလူနှစ်တန်းကျော်ရေးပေါ်အကူအညီတွေလိုအပ်နေချိန်စစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်တွေကိုဆက်လက်လှုပ်ဆောင်နေပါရယ်ဒါကြောင့်ကိုထုတ်ပြန်ထားတဲ့အပြစ်ခံရဲစဲ ရင်သဘောတူညီမှုတွေကိုတော့မလိုက်နာတဲ့လူတယောက်ကိုအပြစ်ခံရစင်းတက်တန်းတူဖို့စီယုံမယ်ဆိုတဲ့မလင်းဝင်ကြီးချုပ်ရဲ့ရည်ရွယ်ချက်ကမြမအရှိလိလာသူတွေအတွက်ဝေဖန်စရာကိစ္စတစ်ခုဖြစ်နေပါတယ်။ တဖက်မှာလည်းငလင်းကြောင့်ကုညီကေစိင်းနဲ့ပြန်လည်ထူထောင်ရေးအတွက်27ရက်ကြာအပြစ်ခတ်ရစိုင်းလုံဆောင်မဲ့ AB နေ့ရက်ည8နာရီမှာစစ်ကောင်စီကထုတ်ပြန်ခဲ့ပါသည်နဲ့ဒါဝိမဲစစ်ကောင်စီရဲ့ပြစ်ခတ်ရစိုင်းထုတ်ပြန်ချက်ကနိုင်ပိုင်းမြတာကြာမြင့်ခဲ့ပြီးနောက်ထပ်၄နာရီခန့်ကြာည12နာရီဝန်းကျင်မှာကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်ဦးရန်ကျေးရွာကိုနေချောင်းပုံတဲတိုက်ခိုက်ခဲ့ပါရယ်လာမဲ AB 22ရက်မှာစစ်ကောင်စီထုတ်ပြန်ထားတဲ့အပြစ်ခတ်ရစိုင်းအကုန်ဆုံးတော့မှာဖြစ်ပြီးငလင်းပေးကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေဆက်လက်လုံဆောင်နိုင်ဖို့အတွက်အပြစ် ခန့်ရစိုင်းတတန်တို့ဖို့အတွက်မင်းအောင်လိုင်ကိုတိုက်တွန်းမှာဖြစ်တယ်လို့အီဗရာဟင်ကဆိုပါတယ်။ကျွန်တော်တို့ရဲ့တောင်းဆိုချက်ကိုအပြုသဘောနဲ့တုံ့ပြန်ပေးတဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကိုကျေးဇူးတင်ပါတယ်။သူနဲ့တွေ့ရင်အပြစ်ခံရစိုင်းတတန်တို့ဖို့တိုက်တွန်းသွားမယ်။သူတို့မလေးရှားကယ်ဆိုင်အဖွဲ့ကိုမြန်မာပြည်ကိုဆင်းလွတ်ထားတဲ့အတွက်အဲ့ဒီမှာလုံခြုံရေးတည်တည်ချာချာရှိစေချင်ပါတယ်။မင်းအောင်လိုင်နဲ့တွေ့မဲ့အစည်းအဝေးရဲ့ဒီကရည်ရွယ်ချက်ကပြင်းထန်တဲ့ငလင်ပြည်ထောင်နေကြောင်းလူသားချင်းစာနာမှုအကူအညီတွေလွဲကူချောမွေ့စေဖို့အတွက်ပါလို့မစ္စတာအန်ဝါကပြောပါတယ်။ငလင်ကူညီ င်ကင်စိန်လုံဆောင်ပို့အတွက်27ရက်ကြာပြင်ခန့်ရစိန်ကို AB နေရာမှာစစ်ကောင်စီကထုတ်ပြန်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကလည်းလာပြီးအပြစ်ခန့်ရစိန်ကိုထုတ်ပြန်ထားကြပါတယ်။ ဒါပေမဲ့စစ်ကောင်စီကသူကိုယ်တိုင်ထုတ်ပြန်ထားတဲ့အပြစ်ခတ်ရစင်ရေးသဘောတူညီချက်ကိုချိုးဖောက်ပြီးတော်လိုင်းတက်တွေရှိတဲ့နေရာကအစင်ရေးပြမှတ်တွေနဲ့အရှက်သားပြမှတ်တွေကိုဇက်တိုင်လိုလိုလင်းရင်နဲ့ပုံချင်းနေစေဖြစ်ပါတယ်။အပြင်း16ရဲ့မြန်မာနှစ်တက်ကိုတကြံအတန်းနေကလည်းကင်ရင်ပြည်နယ်ကြုံတို့မြို့နယ်မှာကင်ရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNL နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်ပွားနေတဲ့စစ်ကောင်စီကအရှက်သားပြည်သူတွေကိုပြမှတ်ထားကကြုံတို့မြို့နယ်ကန်နီဖုန်ကြီးကျောင်းကိုလေကျောင်းပုံချင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြတာကြောင့်တန်ကတော်၄ပါးနဲ့အရှက်သားပြည်သူ၆ဦးတိဆုံးခဲ့ပြီး င်း20ကျော်ထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်မြန်မာနှစ်သက်ကိုကာလမှာဘာသာရေးအဆောက်အအုံနဲ့ဘုံကြီးကျောင်းတွေကိုစစ်ကောင်စီကပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေတဲ့လို့စစ်ပီးရှောင်းတွေအများစုရှိရာစကိုင်းတိုင်းတွင်ကကျေးရွာတွေကိုလည်းဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်ကလေးအပါဝင်အရသာပြည်သူဒါစင်နဲ့ချီတင်ဆုံးခဲ့ပါတယ်တိုက်ပွဲတွေရတံပုံနဲ့ဘုံသဘောတူညီချက်၅ရက်ကိုမြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့အကောင့်ထဲပေါ်ဖို့အာဆီယံကလိုလားနေပြီးသဘောတူညီချက်တွေကိုလိုက်နာဖို့စစ်ကောင်စီနဲ့ပြက်ကွက်တာကြောင့်အာဆီယံစည်းဝေးများစုကိုစစ်ကောင်ဆောင်တွေတက်ရ ောက်ခွင့်ပိတ်ပင်ခံနေရတာဖြစ်ပါတယ်။ ဒါဝိမဲ့အခုလအစောပိုင်းမှာတော့အဖွဲ့ဝင်ခုနှစ်နိုင်ငံပါဝင်တဲ့ဘင်စတက်အစည်းအဝေးတက်ရောက်ဖို့အတွက်စစ်ကောင်ဆောင်နဲ့ဘန်ကောက်ကိုတရားဝင်လာရောက်ခွင့်ရရှိခဲ့ပါတယ်ဘင်စတက်အစည်းအဝေးကောင်ဆောင်တွေကမြန်မာအာဏာသိမ်းစစ်တပ်ကောင်ဆောင်ကိုအခုလိုဖိတ်ကြားမှုဟာစစ်တပ်ကျူးလွန်တဲ့လုံရက်တွေနဲ့ပတ်သက်ပြီးအတိမတ်ပြုပေးရရောက်တယ်လို့နိုင်ငံရေးလိလာသူတွေကဝေဖန်ခဲ့ကြပါတယ်အာဆီယံလဲချောက်ကုထားဖြစ်မလေးရှားနိုင်ငံကတာဝန်ယူရခြင်းဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကစစ်ကောင်စီကတွေးဆောင်ဖို့ရှိနေပြီးစစ်ကောင်စီကောင်ဆောင်နဲ့တွေးဆောင်ဖို့ဖုန်းဆက်သွင်းပြောကြားခဲ့ပြီးစစ်ကောင်စီဘက်ကလည်းတွေးဆောင်ဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မိဖတ်ဆက်ဆိုင်ကိုအတိမတ်ပြုပြီးသူနီနဲ့လည်းတွေ့ဆုံစကားပြောဖို့အစဉ်အသင့်မှာပဲလို့မင်းအောင်လိုင်းကပြန်လည်ဖြေကြားခဲ့တယ်လို့အန်ဝါကပြောပါတယ်။ထိုင်းမလေးရှားနယ်စပ်တခြားရေကြီးရေရှမ်းမှုအရှင်နီနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံကောင်ဆောင်တွေနဲ့မလေးရှားဝင်ကြီးချုပ်ကတွေ့ဆုံဆွေးနွေးဖို့ရှိကအဲ့ဒီအစည်းအဝေးရဲ့ဘေး ဇွဲတွေးဆောင်မှုအနေနဲ့စစ်ကောင်းဆောင်မင်းရောင်လိုက်နဲ့ဗန်ကောက်မှာတွေးဆောင်မှာဖြစ်ပါတယ်စစ်တပ်ကလက်နက်အားကိုနဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းကလေးကမြန်မာစစ်တပ်ကိုအတီးကလက်နက်ခရံတွေထောက်ပံ့ပေးနေတဲ့ရုရှားနဲ့နိုင်ငံစည်းဝိုင်းမိဖက်လည်းဖြင့်စစ်ကောင်းစီကိုနိုင်ငံရေးအထောက်ပံ့ပေးနေတဲ့တရုတ်နိုင်ငံစီကိုသာစစ်ကောင်းဆောင်မင်းရောင်လိုက်ကတွားရောက်လက်ပတ်ခွင့်ရနေရလဲဖြစ်ပါတယ်အခုနောက်ဆန်းပိုင်းကလည်းစစ်ကောင်းဆောင်မင်းရောင်လိုက်ဗန်ကောက်ကိုရောက်ရှိချိန်သူနဲ့တွေးဆောင်နေလို့သက်စင်ကပြီးခဲ့တဲ့ဧပြီလ23ရက်မှာပြောကြားခဲ့ပြီးတိုင်းရင်းသားလက်နက်ကင်ဖွဲ့ရင်းနဲ့ငြိမ်းချမ်းရေးတွေး ဆောင်ဆွေးနွေးပွဲကိုတိုက်တွန်းခဲ့တာလို့ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုးကိုဖန်တီးပေးချင်တာဖြစ်ပြီးတစ်ဖက်ထဲနဲ့ပဲတွေ့ဆုံဆွေးနွေးတာမျိုးမလုပ်ပါဘူးလို့သက်စင်ကပြောပါတယ်။တိုင်းရင်းသားဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးတာဒါမှမဟုတ်နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးတာမျိုးဟာငြိမ်းချမ်းရေးလမ်းစဉ်ကိုစတင်ဖို့ကဏ္ဍဥချင်းလန်းအစားဖြစ်ပြီးဒီအခြေအနေတွေကိုအာဆီယံအနေနဲ့လည်းမြင်တွေ့ချင်တာဖြစ်တယ်လို့သက်စင်ကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။မြန်မာပြည်ရင်းစစ်ပြဿနာကိုဖြေရှင်းဖို့တန်တမန်အင်းနီလန်တွေနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကကြိုးပမ်းခဲ့ပေမယ့်အောင်မြင်မှုမရခဲ့တဲ့လို့ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာလည်းတိုးတက်မှုမ ရှိတာကြောင့်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံဖွဲ့ဝင်နိုင်ငံတွေကအစည်းအဝေးတွေမှာခြံလှမ်းထားတာဖြစ်ပါတယ်။အာဆီယံဖွဲ့ပါဝင်နိုင်ငံတကာတိုက်တွန်းချက်ကိုလက်မခံခဲ့တဲ့ကိုထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုပြန်ချိုးပေါက်ပြီးလူတွေကိုနှိမ့်စင်ပုံကျဲတပ်ဖြတ်နေတဲ့မင်းအောင်လှိုင်တို့အာနာသိန်းစစ်ကောင်ဆောင်ကိုစီးယုံမယ်ဆိုတဲ့မလေးဝင်ကြီးချုပ် Anwar Ibrahim ရဲ့အကြံအစီအောင်မြင်ပါမလားဆိုတာကတော့မကြခင်ရက်ပိုင်းတွင်အပြေထွက်လာတော့မှဖြစ်တယ်လို့စောင်းပွားမှရှိတာထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။